ဗီဒီယိုထဲမှာတော့အနာဂတ်မှာပျောက်ကွယ်သွားနိုင်တဲ့အလုတ်ကင်တွေအကြောင်းကိုဆွေးနွေးထားပါတယ်။အလိုလျောက်စနစ်ကြောင့်အမျိုးသမီးတွေကအမျိုးသားတွေထက်ပိုပြီးထိခိုက်နိုင်တယ်လို့ Harvard Business Review ကဆိုပါတယ်။အထက်တန်းကျောင်းအဖွဲ့ပဲရှိသူတွေအတွက်အလုတ်ကင်80ရာခိုင်နှုန်းကအလိုလျောက်ဇနစ်ကြောင့်အစာထိုးခံရနိုင်ခြေရှိပြီးတက္ကသိုလ်ဘွဲ့ရသူတွေကတော့20ရာခိုင်နှုန်းသာရှိပါတယ်။လုံရိုးလုံစင်အယမ်းဆန့်တဲ့အလုတ်ကင်တွေဥပမာအရေးသွေးထိန်းချုပ်ရေး ဒေတာဖြည့်သွင်းခြင်းစရင်းကောင်ရှိနေစတဲ့အလုတ်ကွေကနောက်နေ့အနေငယ်အသွင်းမှာပျောက်ကွယ်သွားနိုင်တယ်လို့ပြောထားပါဗျ။ကျမ်းမာရေးကဏ္ဍကတော့စီမင်းစည်းကမ်းလေနဲ့နီးပညာအပေါ်လူတွေရဲ့လက်ခံမှုကြောင့်ခက်မှန်းရခက်ခဲနေလို့ဆိုပါတယ်။ AI ကလူသားတွေလုံနိုင်တဲ့အလုပ်တွေကိုလုံနိုင်ပြီဖြစ်လို့ညံညေပေါင်းစင်စနစ် AGI အမှတ်ကိုကျော်လွန်ပါပြီလို့ယုံကြည်သူတယောက်ကပြောပါတယ်။ ChatGPT ကိုတပတ်ကိုလူသန်းရှိတာကအသုံးပြုနေပြီလို့လည်းဖော်ပြထားပါတယ်။ နိဗ္ဗိညာအတ္တတရိကသမိုင်းကိုပြောင်းလဲတဲ့အခါမှာအကျိုးတရားမှုကိုအမြဲလျော့တွက်တတ်ကြရလို့ဆိုပါတယ် AI ရဲ့တရားမှုကိုလည်းအခုချိန်မှာအကောင်းမြင်လွန်းနေကြရတယ်လို့သမိုင်းကိုကြည့်ရင်အကျိုးတရားမှုကခံမှန်းထားတာတည်းများနိုင်တယ်လို့ပြောပါတယ်စမှုတော်လန်ရေးကချွတ်သားတွေကိုအစားထိုးခဲ့တာဖြစ်ပြီးအခု digital တော်လန်ရေးကတော့ဉာဏ်ရည်ကိုအစားထိုးနေတယ်လို့ဆိုပါတယ်လူလားတွေရဲ့ထူးခြားချက်ကတိမင်စွမ်းရည်နဲ့တရားနဲ့တရားဆက်သွယ်နိုင်မှုပဲဖြစ်ပါတယ် အခုခါမှာတော့ဤပညာရလူသားတွေရဲ့စွမ်းရည်ကိုကြော်လွန်နိုင်တဲ့အရာတစ်ခုကို ဖန်တီးနေကြတယ်လို့ဆိုပါတယ်။အလုံးကိုင်တဲ့ပျောက်ကွယ်သွားတဲ့အခါမှာလူသားတွေအတွက်ကြံရှိတာကစိတ်ခံစားမှုနဲ့ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွာအဂျင်စီလက်လို့ဆိုပါတယ်။အရင်က IQ နဲ့လူတွေကိုတိုက်တာခဲ့ပေမဲ့အခုခါမှာတော့ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွာမြင့်မားသူတွေကဒီကဘာအသစ်မှာအောင်မြင်မှာဖြစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့ AI agent တွေက ကိုပိုင်ဆုံးဖြတ်နိုင်စွမ်းကိုဖယ်ရှားပြစ်နိုင်တယ်လို့ဆိုပါတယ်။ AI ကကျွန်တော်တို့အကြောင်းကိုပိုတိလာတော့အတွက်ကျွန်တော်တို့လိုချင်တာကိုခံမှန်းနိုင်ပြီးလုတ်ပေးနိုင်လိမ့်မယ်လို့ပြောပါတယ်။ AI ကကမ္ဘာ IQ ကိုမြင့်တင်ပေးနိုင်ပြီးလူတွေကိုပိုပြီးဉာဏ်ရည်ထက်မြက်စေတာအပြင်စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ကိုလည်းမြင့်တင်ပေးနိုင်တယ်လို့ယုံကြည်သူတစ်ယောက်ကပြောပါတယ်။ AI ကလူသားတွေအကောင်းဆုံး version ဖြစ်လာအောင်ကူညီပေးနိုင်တယ်လို့လည်းဆိုပါတယ်။ AI ကိုအထုံးချနိုင်တဲ့စွမ်းရည်မရှိတဲ့လူများစွာရှိတဲ့ကမ္ဘာနဲ့မကြခင်ရင်ဆိုင်ရတော့မယ်လို့ပြောပါတယ်။ရေပိုက်ဖြင့်သူလိုအလုံးမျိုးတွေလိုအပ်နေအောင်ပဲမယ်။ရေရှည်ဖြည့်ရှင်းလာမဟုတ်ဘူး။လူပန်းဆန်းဆက်ယူတဲ့ကအဲ့ဒီလုပ်တွေကိုလည်းလုံးနိုင်လာမယ်လို့ဆိုပါတယ်။လူများပြားအလုံးလတ်မဲ့ထစ်လာတဲ့အခါစီးပွားရေးကြအစင်းချင်းမှုကြီးဖြစ်လာပြီးလူနှဲညူးလူချမ်းသာတွေကအဲ့ဒီလူတွေကိုမလိုအပ်တော့ဘူးလို့မြင်လာနိုင်တယ်လို့ပြောပါတယ်။ AI ရဲ့ announcement ကလူစားတွေအတွက်ဘေးအန္တရာယ်မဖြစ်စေစေဘူးလို့ယူဆလာကအကောင်းမြင်လွန်ရတယ်။ AI ကြောင့်အလုံးလက်မဲ့ထစ်သွားတဲ့သူတွေရဲ့အခွင့်အရေးတွေအတွက်ပြင်ဆင်ဖို့လိုအပ်တယ်လို့ပြောပါရယ်။သူတို့ရဲ့ပြဿနာကသူတို့ AI ရောင်းလာတာကိုမခံမနိုင်ခဲ့လို့မဟုတ်ဘူးလို့ဆိုပါရယ်။တမိုင်းမှာနီးပညာကြောင့်လူများပြားအလုံးလက်မဲ့ဖြစ်ခဲ့ဖို့ပြင်မဲ့အခု AI ကာလမှာတော့အတိုင်းအတာနဲ့အချိန်နှုန်းကမတူဘူးလို့ပြောပါရယ်။တစ်ချိန်တည်းမှာ လုံငန်းနဲ့များများစွာကလူတွေအလုံးလက်မဲ့ဖြစ်သွားမှာဖြစ်လို့မကြုံဘူးလေဘေးအန္တရာယ်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။အတိတ်ကဆက်မှုထွန်းကားမှုရဲ့ပထမငှက်ဆဲနေမှာလယ်သမားတွေမြို့ကိုပြောင်းပြီးခလီးတွေလမ်းပေါ်မှာနေထိုင်ရတဲ့ပြဿနာတွေရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အခုချိန်မှာလည်းအလုတ်ကင်တက်တန်းကတိုးရှင်လာပြီးမြန်ဆန်တဲ့စီးပွားရေးစနစ်ထက်ကိုရောက်လာနိုင်မယ်လို့ပြောပါတယ်။ AI နဲ့ AI agent တွေပေါ်ပေါက်လာတဲ့အခါမှာတံမိုးဟောင်းတွေပြောင်းလဲသွားပြီးစီကူးသောမဟုတ်ငွေကြေးကအကာအကွယ်မဟုတ်တော့ဘူးလို့ဆိုပါတယ်။အရေးကြီးတဲ့အရာတွေကဖြန့်ဝေမှုနဲ့ပရိသတ်တွေပဲဖြစ်ပါတယ်။ podcast ထုတ်သူလိုမျိုးပရိသတ်ရှိသူတွေကအခွင့်အရေးကောင်းရရှိမယ်လို့ဆိုပါတယ်။ live phone ညီညိုက်တဲ့စနစ်တွေအကြောင်းပြောတာမှာလူတွေကလူသားဆန်မှုကိုရှာဖွေလာကြမယ်လို့ပြောပါတယ်။စီမံချက်ကအရေးကြီးလာပြီးအတူလို့လို့ရတဲ့အရာတွေကတံမိုးကျသွားမယ်လို့ဆိုပါတယ်။ AI တကူညီနဲ့ထုတ်လုပ်လို့မရတဲ့အရာတွေဥပမာ Jessica ကြီးဟာတာမင်းခွန်ပြောချင်းတို့ကဥစားပေးခံရမယ်လို့ပြောပါတယ်စီးပွားရေးလုပ်ငန်းရှင်တွေအထွတ်အကာအကွယ်ကအရေးကြီးတယ်လို့ဆိုပါတယ်အရင်ကငွေကြီးနဲ့ကျွမ်းကျင်တဲ့အဖွဲ့ကအကာအကွယ်ဖိခဲ့ပေမဲ့အခုတော့အဲ့လာတွေကအကာအကွယ်မဟုတ်တော့ဘူးလို့ဆိုပါတယ်အကာအကွယ်တွေမကောင်းဘူးလို့ယူဆတဲ့သူတယောက်ကတော့ Facebook လိုမျိုး network effect တွေကဒါအရေးကြီးတဲ့အကာအကွယ်ဖြစ်တယ်လို့ပြောပါတယ် Twitter ရဲ့စင်ဆာလုံးနိုင်တဲ့စွမ်းရည်ကိုဖယ်ရှားဖို့အတွက်ဘယံကျူခက်ဆန်ချောနွားစားတဲ့လူမှုကွန်ရက်တွေလိုအပ်တယ်လို့ဆိုပါရယ်လူသားတွေမှာကိုယ့်ဘာသာပြန်လည်ပြုပြင်နိုင်တဲ့စနစ်ရှိပြီးဒီမိုကရေစီနဲ့လွတ်လပ်တဲ့ဈေးကွက်တွေကကိုယ့်ဘာသာပြန်လည်ပြုပြင်နိုင်တဲ့စနစ်တွေဖြစ်တယ်လို့ယုံကြည်သူတယောက်ကပြောပါရယ်ကျမ်းမာရင်းနဲ့ဆေးလိတောက်နေတဲ့သူတွေဥပမာတွေကိုပေးပြီးရှင်းပြထားပါဗျ။ဒါပေမဲ့ကိုးပါတာပြန်လဲပြုပြင်ဖြစ်စင်မှာ NDA ပါဝင်ပြီးလူမျိုးသုံးတက်ဖြတ်ခြင်း စစ်ပွဲလိုတာလည်းဖြစ်နိုင်တယ်လို့ပြောပါတယ် AI ကဖန်တီးလိုက်တဲ့ကြွယ်သာမှုတွေဟာလူနှဲညူအထက်လန်းလွဲတွေမှာပဲစူဆိုင်းသွားပြီးလူများပြားကသူတို့အပေါ်မီခိုနေရတဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ပြောပါတယ်တမိုင်းကိုကြည့်ရင်ချမ်းသာတဲ့လူနှဲညူနဲ့စင်းရဲတဲ့လူများပြားပဲရှိခဲ့တယ်လို့ပြောပါတယ်အနောက်ရင်းပါတော့အကောင်းဆုံးစနစ်ရှိပြီးအလုံးအတွက်တံပြအခွင့်ရရှိဖို့သဘောတူညီထားကြပါတယ်ဒါပေမဲ့ AI ကမကောင်းတဲ့ရေချက်ရှိသူတွေကိုအသာစီးပေးရင်ဈေးကွက်ရတရားများတမှုကဆုတ်ရွက်သွားနိုင်တယ်လို့ပြောပါတယ်။စီးပွားရေးပြောင်းလဲခြင်းနဲ့ဈေးကွက်ရတရားများတမှုကအတူတူပဲလို့ဆိုပါတယ်။အလုလက်မဲ့ဖြစ်သွားတဲ့လူသန်းများစွာကိုကျွန်တော်တို့မှာတာဝန်ရှိမရှိမေးခွန်းပေါ်လာမယ်လို့ပြောပါတယ်။ဒါပေမဲ့ဒီပြောင်းလဲကာလထဲကနေပုံမတန်းဖြတဲ့ကဘာကိုဖန်တီးနိုင်လိမ့်မယ်လို့ယုံကြည်သူတယောက်ကပြောပါတယ်။အနောက်ရှေ့ရဲ့အတိုင်းအတာကိုပြောဖို့စိတ်လည်နဲ့အခက်အခဲတွေရှိပြီး စီမင်းစည်းကမ်းအနေနဲ့လူတွေရဲ့လက်ခံမှုလိုကန့်တတ်ချက်တွေရှိတယ်လို့ဆိုပါတယ်။အမေရိကမှာ AI နဲ့ပတ်သက်တဲ့ကန့်တတ်ချက်တွေကိုဖယ်ရှားတဲ့ယူပရေကိုထုတ်ပြန်ပြီး AI မှာယင်းနှိမ့်ညွတ်နိုင်မှုများစုကအမေရိကန်နဲ့တရုတ်ကိုရောက်နေတယ်လို့ဆိုပါတယ်။ယူရိုမှာစီမင်းစည်းကမ်းတွေကြောင့်နောက်ကျကန့်မိုင်းလို့ဆိုပါတယ်။ Sam Altman စပြီး Young Road World Coin စတင်တာက Universal Basic Income ကိုအကူအညီပေးဖို့ရည်ရွယ်သွားတာဖြစ်လို့ AI company အကြီးဆုံးတည်ထောင်တဲ့သူတယောက်က UBI လိုဟာမေရမြင်နေတာကိုပြသနေပါဗျ။ UBI ကို humanist ပျော်ရွှင်မှမဟုတ်ဘူးလို့သဘောမတူတဲ့သူတယောက်ကပြောပါဗျ။လူသားတွေရဲ့အဓိကတန်ဖိုးကအသုံးဝင်ချင်တာဖြစ်တယ်လို့ဆိုပါဗျ။ AI ကြောင့် NDA ရှိတဲ့အလုတ်ကင်တွေထဲမှာလကအများဆုံးရှိတဲ့အလုတ်ကင်တွေလည်းပါတယ်လို့ဆိုပါတယ်။ဥပမာမိသေးဆရာဝန်တွေအများကြီးအစားနီးပညာနဲ့ဆိုရင်တူနာမျိုးတယောက်ထဲကစီမံခံနိုင်လင့်တယ်လို့ဆိုပါတယ်။ AI ကပိုတိကြတယ်ဆိုရင်အဲ့ဒီအရာကမကောင်းဘူးလို့မဆိုလိုပါဘူး။ဒါပေမဲ့အဲ့ဒီအလို့အတွက်ဘဝတစ်လျှောက်လုံးလေ့ကျင့်ထားတဲ့လူတွေအတွက်အခက်အခဲဖြစ်မယ်လို့ဆိုပါရယ်။သူတို့အလုံးလက်မဲ့ဖြစ်သွားတာကသူတို့ရဲ့အပြစ်မဟုတ်ဘူးလို့ပြောပါရယ်။လူသားတွေရဲ့တဘာဝအရာယီမန်းချက်တွေရှိဖို့လိုအပ်တယ်။ UBI ကရေးရှိတဲ့စီစဉ်မဟုတ်ဘူးလို့ဆိုပါရယ်။ဒါတွေကတော့ဗီဒီယိုထဲမှာဆွေးနွေးထားတဲ့အဓိကအချက်တွေပဲဖြစ်ပါရယ်။ AI ကလူသားတွေအတွက်ဘေးအန္တရာယ်များလာစေမယ်။ AI နဲ့ပတ်သက်တာတွေကို ဝေဖန်တုံးတက်ချက်တွေပဲဖြစ်တယ်လို့ယူဆနိုင်တယ်လို့ပြောပါတယ်